စင်စစ်မှာတော့ကျွန်တော်ဟာကျောင်းဆရာတယောက်ဖြစ်ပါတယ်ဘဝတစ်လျှောက်လုံးကိုလည်းကျောင်းဆရာဘဝနဲ့သာကျင့်လဲအသက်မွေးခဲ့ပါတယ် သို့တော့တစ်ဖက်ကလည်းကျွန်တော်မှဖြည့်ဖြောက်လို့မရတဲ့ဝါသနာတစ်ခုကငယ်စဉ်ကတည်းကဆွဲကပ်ပါခဲ့ပါတယ်။အရိဝါသနာကတော့အခြားတော့မဟုတ်ပါဘူး။စာရေးစာဖတ်လိုတဲ့ဝါသနာဖြစ်ပါတယ်။အဲဒါကြောင့်ဝါသနာအလျောက်စာတို့ပေစာတွေရေးသားပြီးတော့မဂ္ဂဇင်းများ၊ဂျာနယ်များကိုပေးပို့ခဲ့မိရာကံအားလျော်စွာပဲမကြာခဏဖော်ပြခြင်းလည်းခံခဲ့ရပါတယ်။အဲဒီလိုနဲ့ပဲကျွန်တော်ဟာစာရေးဆရာဘဝတစ်ပိုင်း၊ကျောင်းဆရာဘဝတစ်ပိုင်းရောက်ခဲ့ရပါတော့တယ်။ကျွန်တော်ဘဝအတွက်ထူးထူးကဲကဲကြုံခဲ့ရသမျှကိုဝိတုအသွင်ဖြစ်တော်လကောင်း၊စောင်းမအသွင်ဖြစ်တော်လကောင်းရေးသားမတန်းတင်မိခဲ့ရပါတော့တယ်။ ယခုတင်ပြပေးမယ့်အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့နေတန်းတွေတဲ့သဘောနဲ့အနေငယ်ပြောလိုပါတယ်အခြားတော့မဟုတ်ပါဘူးယခုတင်ပြပေးမယ့်အကြောင်းအရာလေးကစာရေးဆရာတွေရဲ့စိတ်ကူးစိတ်ဓာတ်နဲ့တင်ပြထားတဲ့စိတ်ကူးရင်ဇလံတစ်ပုဒ်လုံးဝလုံးဝမဟုတ်ရပါဘူးကျွန်တော်ရဲ့ကိုရီးဖျက်မှန်အကြောင်းအရာတစ်ခုဖြစ်ပါကြောင်းနဲ့လောကကြီးမှာတစ်ခါတည်းမိမိရဲ့အုံနောက်အသိဉာဏ်နဲ့လိုက်မမီတဲ့ဖြစ်ရစံကြယ်တို့ဟာအမှန်တကယ်ရှိနေပါသည်လို့ဆိုလို့ရင်မကြုံဘူးသူတို့ယုံကြလိမ့်မည်မထင်ပါဘူးဒါပေမဲ့လည်းစံကြယ်လာတဲ့အဲ့ဒီဖြစ်ရဟာလောကကြီးမှာအမှန်တကယ်ပင်ရှိနေခဲ့ပြီးတော့ကြုံတွေ့သူသာလျှင်ကြုံတွေ့ရတာကလည်းအသေးကြပဲဖြစ်ကြ ောင်းကိုတော့ကျွန်တော်ယုံကြည်လက်ခံမိပြီဖြစ်ပါတယ်။မယုံကြည်လက်ခံနိုင်ပါယိုးလား။ကျွန်တော်ဘဝမှာဇာတိတရညံလို့ခေါ်တဲ့မိမိရဲ့အတိတ်ဘဝအကြောင်းအရာတွေကိုအတိအကျပြန်ပြောပြနိုင်တဲ့ညံကိုရှိတဲ့ပုံကိုယ်တူနဲ့မမျော်လင့်မဲ့စုံတွေ့ခဲ့ရပါတယ်။တခြားတစ်ပါးတော့သူတို့ရဲ့တဆင့်ပြန်လဲပြောပြချက်မျိုးမဟုတ်ဘဲနဲ့ဓာတ်ရိုက်ကိုယ်တွေဂျုံတွေ့ခဲ့ရခြင်းဖြစ်တဲ့အတွက်ကျွန်တော်မှာထူးထွေအံ့ရဖြစ်ခဲ့ရပါတယ်။ယခုစာစုကအဲ့ဒီအကြောင်းအရာတွေကိုပြန်လဲဖောက်သည်ချတဲ့စာစုပဲဖြစ်ပါတယ်။ဝိထုလိုပဲစုစုစောင်းမလို့ပဲပြောပြောလူကြီးမင်းတို့ရဲ့သဘောတိုင်းရှိပါစေ။ကျွန်တော်ကတော့ကျွန်တော်ဂျုံတွေ့ခဲ့ရတဲ့အတိုင်းပြန်လဲ တင်ပြလေးရပါတယ်ဗျမြမပြည်အလဲပိုင်းမကွေးတိုင်းတွင်းမှာ AR မြင့်အနောက်ဘက်ကျမ်းမှရှိတဲ့မြို့များမှာတော့ဆလင်းမြို့နယ်လေးရလည်းတမြို့အပါဝင်ဖြစ်ပါတယ်စေတုဒ္ဒရာမြို့နယ်ငဖဲမြို့နယ်မင်းမှုစကုမြို့နယ်ပွင့်ဖြူမြို့နယ်တို့နဲ့တကြောတဲ့ဖြစ်ပါတယ်အဲဒီဆလင်းမြို့နယ်တွင်းမှာခင်ပလူလို့အမည်ရတဲ့ရွာလေးတရွာလည်းရှိပါတယ်ဆလင်းမြို့မှာအနောက်ဘက်စင်ကြုံးရွာတို့ကားလမ်းမကြီးတိုင်းတွားရပါတယ်အဲဒီခင်ပလူရွာကျောင်းမှာမူလာတန်းကျောင်းအဖြစ်ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့ရပါတယ်ကျွန်တော်အောက်မှာတော့လက်ထောက်ဆရာကျောင်းကူလုပ်သားတွေလည်းရှိပါတယ်ကျွန်တော်ကတော့ထိုခင်ပလူရွာ၌သာတာ ဝန်ကျနေခဲ့ပါတယ်ကျွန်တော်အိမ်အောင်ဘက်နဲ့နေထိုင်တဲ့မြို့ကစင်ဖြူကျွန်းမြို့ဖြစ်ပါတယ်ပြောရရင်တော့တော်တော်လေးကိုဝေးပါသေးတယ်နေတဝက်တတစပိန်နေရပါတယ်မူလာတန်းကျောင်းကလေးကျွန်တော်မှလည်းချင်းမြန်တော်ဆိုလို့စပိန်စုပ်ကလေးတစ်စင်းသာရှိပါတယ်ဒီတော့ကျောင်းပည့်ရတဲ့အပင်မန်းခံပြီးတော့ကျွန်တော်မပြန်မအောင်တာဝန်ကျရာခင်ဘလူရွာကျောင်းမှာပဲအပားခိုပြီးတော့နေရပါတယ်တလားတစ်ချိန်မှာအနိုင်နိုင်အားတင်းပြီးတော့ပြန်ပြစ်ပါတယ်ဒါတောင်ခင်ဘလူရွာကထွက်ပြီးတော့စင်ဖြူကျွန်းကအိမ်ကိုရောက်တာနဲ့မလုံနိုင်တော့ပါဘူးစပိန်နင်းလာခဲ့ရတာကြောင့်ပေါင်နေလဲတောင်ခြေသလုံးနေလဲတောင်ကသားသမီးတွေကိုနင်းခိုင်းရ ်းရတာကြီးပါပဲအဲ့ဒီဒုက္ခတွေကိုမခံနေတာကြောင့်ကျွန်တော်ကစင်ပြူကျွန်းမျိုးကအိမ်ကိုမပြောင်းမဲနဲ့ခင်ဘလူရွာလိုက်တာပေကက်နေတဲ့ဒီကများပါတယ်ကျောင်းပည့်ရဲ့စနစ်တနင်္ဂနွေရက်တွေမှာတော့မနက်ပိုင်းအချိန်မှဖြစ်ကျောင်းသားတွေကိုခေါ်ယူပြီးတော့စာတင်ပေးပါတယ်ပြဋ္ဌာန်းချက်တွေကိုလည်းစောစောပြီးအောင်တင်ပြီးလေတော့ပြန်လည်လေ့ကျင့်ခန်းဖြစ်နောက်တစ်ကြိမ်ပြန်လည်စစ်ဆေးခြင်းကိုတင်ပြပေးပါတယ်ဒါကိုကျွန်တော်ပညာရေးလောကသုံးစကားဖြင့် revision ပြန်လည်လို့လည်းခေါ်ဝေါ်ပါတယ်ဒါကကျွန်တော်နေ့စဉ်ပြုလုပ်လေ့ရှိတဲ့အလေးထားလည်းဖြစ်ပါတယ်အချို့သောစနစ်တနင်္ဂနွေနေ့တွေမှာတော့ကျောင်းကကလေးတွေရဲ့အလောက်ကန်အားလက်မှုရှိမှရှိပေါ်မူတည်ပြီးတော့အနာပ ေးရတဲ့အခါမျိုးတွေလည်းရှိပါတယ်။ဥပမာသူတို့မိဘများရဲ့စိုက်ပျိုးရေးလုပ်ငန်းဝင်သဘောအရအလုပ်လိုက်နေတဲ့ကာလမျိုးပဲစင်းကုန်နှုတ်ရဲ့နှမ်းရည်ရဲ့စသဖြင့်ပုံမူတည်ပြီးတော့အနာပေးရခြင်းမျိုးဖြစ်ပါတယ်။เจ้าကိုကိုခေါ်ခြင်းတိုင်းလဲခေါ်လို့မရပါဘူး။မသင့်တော်လားပါ။ကလေးတို့မိဘများရဲ့လုပ်ငန်းဝင်ရအလုပ်ကင်ရှိတဲ့ရက်တွေမှာကိုကအလိုက်တိတိအနာပေးကမိဘများကိုကူညီစေရပါတယ်။ကျွန်တော်တို့ကြီးရွာတွေမှာတော့အဲ့ဒီလိုဆရာနဲ့မိဘအပေးယူများတာမျိုးလည်းရှိပါတယ်။ထို့သောသောအနာပေးရတဲ့ရက်တွေကတည့်ရက်ပင် ဖြစ်ပါတယ်။เจ้าသားเจ้าသူတွေကိုလည်းခေါ်မထားကျွန်တော်ကလည်းစင်မြူကျွန်းမျိုးကို မပြန်ပြစ်တာကြောင့်အားလက်နေတဲ့စနေနေ့တနေ့မှာကျွန်တော်စိတ်ကူးတစ်ခုပေါ်လာခဲ့ပါတယ်စိတ်ကူးကတော့ရွာနောက်ဘက်တောထဲမှာနေထိုင်ကြတဲ့ကျွန်တော်မိတ်ဆွေတွေဖြစ်ကြတဲ့ဥလာမောင်ဒေါ်မြမယ်တို့ရဲ့အိမ်ကိုအလဲပတ်သွားရန်စိတ်ကူးဖြစ်ပါတယ်စင်စစ်မှာတော့အဲ့ဒီစိတ်ကူးကပေါ်သိမ်းပေါ်လိုက်တဲ့စိတ်ကူးမျိုးတော့မဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့ထိုစိတ်ကူးပေါ်ခြင်းကမနေ့9နာရီထိုးနေပြီဖြစ်ပါတယ်မနေ့စာသို့မဟုတ်နေ့လယ်စာဆိုင်းရန်ကတ်နေတဲ့အချိန်ကြီးမှာပေါက်ပေါက်ရှာရှာပေါ်လာတဲ့စိတ်ကူးလည်းဖြစ်ပါတယ်ဒါပေမဲ့လည်းအဲ့ဒီတုန်းကနေ့လယ်စာထမင်းလေးစားပြီးမှသွားလိုက်ရင်ကောင်းမယ်ဆိုတဲ့အတွေးမျိုးကကျွန်တော်မှလုံးဝမဝင်ခဲ့ပါဘူးဥလာမောင် ို့ဒေါ်မြမယ်တို့တဲကိုမြ мян ရောက်ကျင်တဲ့စိတ်ကပဲဦးစီးလျက်ရှိနေတာကတော့ပြန်တွေးတော့တတော်ကိုအံ့ဩစရာပင်ဖြစ်နေရပါတယ်အဘယ်သို့သောစွဲငင်အားတရက်ကကျွန်တော်ကိုညွတ်ငင်နေသည်မသိကျွန်တော်ကဘာမှတွေးမနေတော့ပဲနဲ့ခင်ဘလူရွာเจ้าကနေငောက်ကနေထားထွက်လာခဲ့မိပါတော့တယ်ရွာနောက်တကားကနေကျွန်တော်တယောက်တည်းဆိုက်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 နဲ့ထွက်လာခဲ့မိပါတယ်အရင်အချိန်ကနေကလည်းကောင်းကောင်းကြီးပူပင်လျက်ရှိတာကိုပင်သတိမထားခဲ့မိပါဘူးကျွန်တော်မိတ်ဆွေကြီးများဖြစ်ကြတဲ့ဦးလာမောင်တို့တဲကိုရောက်ဖို့ကသာစိတ်ကဥဆောင်နေခဲ့ပါတယ်ရွာနောက်ဘက်ပသိမ်မုံရွာကားလမ်းမကြီးမြင်းကြီးကျောက်စရစ်ခင်လန်ရှိပါတယ်ထို လမ်းမကြီးကိုကျော်ပြီးတော့အနောက်ဘက်ကိုဆက်လာခဲ့တဲ့အခါတောတန်းတောင်တန်းနေတာရှိပါတော့တယ်တောထဲကိုသွားပြီးတော့မှုရှာမြစ်ရှာကြသူတွေဝါခုတ်ကြသူတွေလောက်ကလွဲလျင်လူသူလေးပါးလည်းတိတ်တော့မတွေ့ရပါဘူးသို့တော်လည်းအဲ့ဒီအနောက်ဘက် တောတောင်တကျော်မှာမြေသစ်တွေကနေကြဆိုင်သူတွေတစ်ခုတ်ဝါခုတ်သူတွေကတော့တောထဲမှာပဲမိမိတို့ကိုယ်ပိုင်တဲငယ်များထိုးပြီးနေထိုင်ကြပါတယ်ထိုတော်ကလည်းခင်ဘလူရွာနဲ့ကြောက်ဦးရွာကြားတောဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေဦးလာမောင်ဒေါ်မြမယ်တို့ကထိုနေရွာကြားမှာရှိတဲ့တောထဲမှာနေကြခင်းဆောင်ရင်နဲ့တဲထိုးကနေကြတဲ့ခင်ဘလူရွာသားတွေဖြစ်ကြ ပါတယ်ကျွန်တော်ကလည်းအဲ့ဒီအနောက်ဘက်တောင်တန်းနေပေါ်ကိုတက်လာခဲ့ရင်အဘယ်အကြောင်းကြောင့်ကြောင့်မသိရပဲမျက်စိလဲလျက်ရှိပါတယ်ကျွန်တော်ရောက်ဘူးသွားဘူးနေတဲ့နေရာဖြစ်ပါလျက်နဲ့ရီမန်းထားမိရဥလာမောင်တို့တဲကိုဘယ်မှမရှာမတွေ့ပဲတဝဲလဲလဲဖြစ်နေရပါတယ်အဲ့လိုနဲ့ပဲနိုင်ကိုကြည့်မိလိုက်တော့နေ့လယ်၁၂နာရီကျော်ခဲ့ပါပြီအာကောင်နေလဲ၆ကတ်နေအောင်ရေငတ်တဲ့တန်းနဲ့တူဝမ်းမိုက်တဲကတကြုတ်ကြုတ်မြည်အောင်စာလောင်မွတ်သိချင်းရဲ့ဝေဒနာကပါကျွန်တော်ကိုဖီစီးနှိမ့်ဆက်လာခဲ့ပါတယ်ဒါပေမဲ့လည်းကျွန်တော်ကအမြင့်ဆုံးတောင်ထိပ်ကိုရောက်နေပါလျက်နဲ့ဘယ်ဘက်ကိုပဲမျှော်ကြည့်ကြည့်ကျွန်တော်ဥတီရည်ရွယ်ခဲ့တဲ့မိတ်ဆွေ ကြီးဦးလာမောင်တို့ရဲ့တဲကိုတော့ရှာမတွေ့ပဲနဲ့တောင်ထိပ်ပေါ်မှာပဲဟိုလျှောက်ဒီလျှောက်နဲ့ခြာလက်ဘက်ကိုရမ်းနေခဲ့ပါတယ်။နောက်ဆုံးတော့ရေငတ်တဲ့တန်ဆာလောင်မွတ်တိတ်တဲ့တန်ပင်မန်းနွမ်းနေတဲ့တန်တွေကြောင့်ကျွန်တော်ဟာတောင်ထိပ်သစ်ပင်ကြီးတပင်အောင်မှာခြေပြက်လက်ပြက်ထိုင်ချလိုက်ခါအမောဖြစ်နေရပါတော့တယ်။အဲ့ဒီအချိန်ကာလမှာပဲဖြစ်ပါတယ်။ကျွန်တော်နားနေရသစ်ပင်ကြီးရဲ့အနောက်ဘက်အရက်တက်တဲ့စီကနေကြွာလန်းလာနေတဲ့ရေသေးကလေးတစ်ပါးကိုမြင်တွေ့လိုက်ရတာကြောင့်ကျွန်တော်တော်တော်လေးကိုအားတက်သွားခဲ့ပါတယ်။ရေသေးကလေးဟာအညိုရောင်တင်ငန်းကိုဆင်မြန်းထားပါတယ်။ ပြီးတော့ကျွန်တော်နားကိုရာတစ်ပင်ကြီးအရေးအောက်ကိုဆက်ဆက်မြိုက်မြိုက်နဲ့လမ်းကြွလာခဲ့ပါတယ်။ကျွန်တော်ကအစောတက်လင်းမင်းပစစ်တုတ်ထိုင်လိုက်ပြီးတော့ရေတိတ်ကလေးကိုကရော့လိုက်ပါတယ်။ရေတိတ်ကလေးကများစွာအသက်မကြီးလာသေးလို့လဲတွက်ဆမိပါတယ်။ဒါပေမဲ့လည်းသူ့ရဲ့မျက်နှာဒါထူးခြားစွာဝင်းပကြည်လင်လျက်ရှိနေတာကိုသတိပြုလိုက်မိပါတယ်။အေးမြကြည်လင်လာတဲ့မျက်နှာတော်ကိုဖူးမြင်ရသည်ကပင်ကျွန်တော်မှာအမောပြေသွားသလိုခံစားရပါတယ်။ရေတိတ်ကလေးကကျွန်တော်လက်ကိုအုပ်ချပြီးတော့ကရော့တာကိုငြိမ်သက်စွာခံယူပါတယ်။ပြီးတော့မှကျွန်တော်နဲ့စကားဆမြင်ပြောလာခဲ့ပါတယ်။တကား ဒီတော့ဒီတောင်တဝိုက်နေတော့စိတ်နဲ့တည်းရမဟုတ်တော့ပါမှန်မဗျာရောက်နေကြသွားဘူးနေကြနေရာတွေပါပဲဗျာအခုတခါမှသာတပည့်တော်မျက်စိလေခြင်းတယ်လို့ဖြစ်နေလို့အံ့အားသင့်နေရပါတယ်ဗျာအရိခါမှယသိလေးကပြုံးလိုက်ပါတယ်ပြီးတဲ့နောက်မှာတော့အမှန်တော့မျက်စိလေနေရမဟုတ်ပါဘူးတခါလေးရဲ့တခါလေးဆာလောင်မွတ်သိမ့်မှုဝေဒနာဒုက္ခနဲ့ထိတ်တိုက်ရင်ဆိုင်နေရလို့အမတ်မားသွားတဲ့သဘောပါတခါလေးရှာနေတဲ့တဲစုဟာဟော်ဟို့မှမဟုတ်လား ယသိကလေးကလက်ညှိုးညွန်ပြလိုက်တာကြောင့်ကျွန်တော်အားအသင့်သွားခဲ့ရပါတယ်ဟုတ်ပါတယ်ယသိကလေးလက်ညှိုးညွန်ရရမှာကျွန်တော်ရှာဖွေနေတဲ့မိတ်ဆွေကြီးဦးလာမောင်တို့တဲစုကိုမိကုန်းငွေကလေးတက်လူလူနဲ့တွေ့ရှိလေရပါတယ်ဒီလိုနဲ့ပဲစောစောတုန်းကကျွန်တော်ဘာကြောင့်များမတွေ့နိုင်မမြင်နိုင်ခဲ့လောက်အောင်မျက်စိရှမ်းနေခဲ့ပါလေကျွန်တော်ရောက်နေတဲ့တောင်ကုန်းထိပ်ဟာဤပတ်ဝန်းကျင်ဝယ်အမြင့်ဆုံးနေရာဖြစ်နေခဲ့ပါတယ်ယသိကလေးမညွန်ပြမိကလေးကကျွန်တော်တွေ့တဲ့မြင်တဲ့နယ်လို့ကိုယ့်အကိုအားမလို့အားမရဖြစ်နေမိပါတယ် ပြီးတော့ဒီတော့ပတ်ဝန်းကျင်မှာလည်းကျွန်တော်ကျင်လည်ကျက်စားခဲ့တာနှစ်ကာလကတော့မနည်းတော့ပါဘူး ဒါပေမဲ့လည်းကျွန်တော်နဲ့ယခုစုံတွေ့နေရတဲ့ရက်သိက်လေးကိုတစ်ချိန်တစ်ခါမှတော့ဟိုစဉ်ကလေးကမတွေ့ကြုံခဲ့ရဘူးပါဘူး။ယခုတစ်ချိန်မှာတော့တိတိကျကျတွေ့ရခြင်းဖြစ်တဲ့အပြင်ရက်သိက်လေးဟာကျွန်တော်ဆာလောင်မွတ်သိမ့်နေတာကိုသာမကပဲကျွန်တော်ရှာဖွေနေတဲ့တဲစုဟာဥလမောင်တို့တဲစုဖြစ်တဲ့အကြောင်းကိုအဘယ်ကြောင့်တက်အသေးချစွာသိနစ်နေရပါသလဲ။ကျွန်တော်အတွေးတွေမှာရိုက်ခတ်လာတဲ့ထိုထူးခြားစံချက်မျိုးကပဲကျွန်တော်ကိုစွန့်အပ်သွားစေခဲ့ပါတယ်။ကဲတကားလေးထထရက်သိက်ရဲ့ယာယီကျောင်းသင်ကန်ကိုလိုက်ခဲ့ပါ။ဝမ်းမီငြိမ်းရအောင်ရက်သိက်တက်နိုင်တဲ့များကျွေးမွေးပြုစုလိုက်ပါမယ်။ရက်သိက်ကလေးရဲ့အတန်ကိုဂယုဏတရားနဲ့ငြိမ်း ီးနေတဲ့အတန်လို့ကျွန်တော်ခံစားရပါတယ်။ဒါပေမဲ့လည်းသူ့မိန်တိုင်းမှာကျွန်တော်ထိုင်နေရကထားလိုက်ခဲ့မိရာတဲပင်ကြီးတပင်အောင်မှာယာယီတဲထိုးထားပုံရတဲ့တပည့်ရဲ့တဲကလေးတစ်လုံးစီကိုရောက်ရှိလာခဲ့ကြပါတယ်။ဦးရခင်ကဒီတောင်ကုန်းပေါ်မှာမြည်သည့်တဲငယ်များမရှိခဲ့ပါဘူး။ဒီနေရာမှာဘာကြောင်းတင်ငယ်မှမရှိခဲ့ဘူးဆိုတော့ကျွန်တော်အသည့်တရားမှာမင်းနီလေးတစ်ဖက်ဖက်ပြပြီးတော့လက်တို့အသည့်ပေးနေတယ်လို့ဆင်ကျင်နေမိပါတယ်။တဲကလေးကအရေးရတယ်ဆိုရင်များထန်းရွက်အနေငယ်နဲ့မိုးထားတဲ့မြေကမတ်တာတဲကလေးသာဖြစ်ပါတယ်။ကျွန်တော်တို့တဲကလေးကိုရောက်တာနဲ့ရသေးကလေးကကဲစားကြည့်ပါဦးတကားလေး ရသေးမှာတော့ကျွေးမွေးစရာဆိုလို့ဒီတဲသီးပဲရှိတာပဲတဲမိုးတိုင်မှာချိန်ထားတဲ့လွယ်သေးကနေတဲသီးမဲ့တွေကိုကျွန်တော်ရှိကိုချပေးပါတယ်ကျွန်တော်ကလွန်စွာစားလောင်နေတာဖြစ်တာကြောင့်ခဝွေးဝေးမှာလမ်းမြင်နေရတဲ့မိဆွေကြီးဦးလာမောင်တို့တဲစုကိုနောက်မှသွားတော့မယ်ဆိုပြီးဆုံးဖြတ်ကရသေးကလေးကျွေးလာတဲ့တဲသီးမဲ့တွေကိုဟန်မြပဲမဆောင်နိုင်တော့ပဲနဲ့တလုံးပြီးတလုံးစားမိလိုက်ပါတယ်တဲသီးရဲ့မူရင်းရတာအချို့မှာအဖန်တက်ပူးပေါင်းထားတဲ့ဖန်ချိုရတာဖြစ်ပါတယ်ဒါပေမဲ့လည်းယခုရသေးကလေးကစွန့်လိုက်တဲ့တဲသီးမျိုးကိုတော့တခါမှမကြုံဘူးမစားခဲ့ဘူးပါဘူးလုံးဝမဖန်မဲနဲ့အရသာ ခြုံမင်ထုခဲ့လာတဲ့ပြင်အနက်ကလည်းလွန်စွာမွေးကြိုင်နေတာကိုတွေ့ရပါတယ်။အဲဒါကြောင့်မချုပ်ထိန်နိုင်တော့ပဲနဲ့25လုံးကြော်ကြော်ထိဇက်တိုက်စားလိုက်မိပါတယ်။ပြီးတဲ့နောက်မှာတော့ရေသေးကလေးထပ်မံပေးကန်းလာတဲ့ဘူးသီးကြောင့်နဲ့ထည့်ထားတဲ့တောက်ရည်ကိုလည်းဂျိုက်ခနဲမော့တောက်လိုက်မိပါတယ်။ရေကလည်းတော်တော်လေးကိုအေးမြပြီးတော့ခြုံမင်နေလျာထိုးရည်ကိုတောက်သုံးပြီးတဲ့တခဏမှာပဲလမ်းဆန်းအပန်းဖြည့်သွားရုံသာမကအာရင်ပြည့်ဖြိုးလာတယ်လို့ကိုခံစားမိပါတယ်။အဲဒါကြောင့်အဲ့ဒီလိုကျွေးမွေးပြုစုတဲ့ဂျေစုကိုအောက်မေ့ဆင်ကျင်ပြီးတော့ရေသေးကလေးကိုဒုတိယကျင်ဥချဝတ်ပြုကြောလိုက်ပါတယ်။ဘလို့လဲတခါရဲ့ ြည့်စုံပြီလားတင်မဗျာတပည့်တော်ဝါသွားပါပြီဗျာအေးကွယ်ဝါသွားပြီဆိုရင်တော့လည်းမေးရအောင်ပဲကွယ်တကားလေးရဲ့စိတ်ထဲမှာကြုတ်ကျွေးတဲ့တဲသည်ဟာကောင်းလာကြီးရဲ့အရင်ကဒါမျိုးတကားမှမစားခဲ့ဘူးပါဘူး အရသာရောအနံ့မှာထူးကဲလာကြည်ရလို့အောက်မေ့နေမိတယ်မဟုတ်လားကျွန်တော်ကအတော်လေးကိုလမ်းဖြန်သွားမိပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့စိတ်ထဲမှာအမှန်တကယ်ပဲအဲ့ဒီလိုအောက်မေ့နေမိတာကိုယသိကလေးကအပိုင်သိနေတယ်လို့မေးခွန်းထုတ်လာတာကြောင့်ဖြစ်ပါတယ်။အဲ့ဒါကြောင့်မဆိုင်မတွပင်ဝန်ခံလိုက်ရပါတယ်။ဟုတ်ပါတယ်ဗျာ။တပည့်တော်တသက်မှာတော့အကောင်းဆုံးအရသာရှိတဲ့တဲသီးမဲ့ကိုစားဘူးရတာပါပဲဗျာကျွန်တော်ရဲ့ဝန်ခံချက်ကိုယသိလေးကခေါင်းငိမ့်ပြလိုက်ပြီးတော့မချက်ချပါတယ်တကယ်တော့လည်းမစမ်းကြယ်လာပါဘူးကွယ်ကျုပ်ရဲ့စေတနာတရာတရားထက်တန်မှုနဲ့တကားရဲ့ပင်ကိုခံဆာလ ောင်မသိမှုကိုထိတ်တိုက်တွေးဆလဲရလို့ထူးခဲ့တဲ့အရသာရဲ့လို့ဖြစ်ပေါ်လာရတာပါခင်ရဆွေမျိုးမင်ရဟင်းကောင်းဆိုသလိုပေါ့အဲ့ဒီသဘောပါပဲတကားလေးရယသေးကလေးကိုကြည့်ရတာအသက်အရွယ်ကြီးရင်မုံတော့မရသေးပါဘူးဒီတော့ဒီတောင်ပတ်ဝန်းကျင်ကိုရောက်ရှိလာတာဟာလည်းတိတ်ကြမြင့်မုံတော့မပေါ်သေးဘူးလို့မှန်းဆရပါတယ်အဲ့ဒါကြောင့်မလို့ဘယ်ရက်ဘယ်ဒေသစီကနေကြွချီရောက်ရှိလာတယ်လဲဆိုပြီးစဉ်းစားတွေးနေမိနေတော့မှပဲယသေးလေးကမိန်ကြားပြန်ပါတယ်อืมတကားလေးကအရင်တော့မတွေ့မမြင်ခဲ့ဘူးတဲ့ကြုတ်ချောင်းကိုမှန်းဆတွေးတော့နေပြန်တာဟုတ်ကြုတ်ရဲ့ ကြောင်းသိလို့နေမိပြန်တယ်ပေါ့လေကျွန်တော်မျိုးလုံးပြူးသွားရပြန်ပါတယ်ယသိလေးကကျွန်တော်တွေးနေတာတွေကိုကြိုတင်သိမြင်နေရတော့တော်တော်လေးကိုစက်သိမ်းထားသွားမိပါတယ်တကာလေးဒီတော့ဒီတောင်ဒီပတ်ဝန်းကျင်ကိုဘာကြောင့်ရောက်လာခဲ့ရတယ်လဲတင်မဗျာတပည့်တော်ဟာကြောင်းဆရာတယောက်ပါဗျာဟိုအရှေ့ဟာပသိမ်မုံရွာကားလမ်းမကြီးအနီးဟာခင်ဘလူရွာလေးကမူလတဲ့ကြောင်းမှာကြောင်းအဖြစ်တာဝန်ထမ်းရွက်နေပါတယ်နောက်ပြီးတော့တပည့်တော်ဟာစာပေရေးသားခြင်းကိုလည်းဝါသနာပါလေတော့တစ်ဖက်တလန်းအနေနဲ့စာရေးဆရာအဖြစ်မဂ္ဂဇင်းတွေမှာစာပေတွေရေးသားနေပါတယ်ဗျာဒါဖြင့်တကာ လေးကဘလို့စားတွေကိုရေးပြနေတယ်လဲကွတကာလေးရဲ့မှန်လားပါဗျာတပည့်တော်ကတော့တက်ရှိတက်မဲ့မခွဲကြပါဘူးဗျာတက်ရှိလောကတွေကကြုံရကြရတဲ့ထူးဆန်းအံ့ဩဖွယ်ရာကိစ္စတွေကိုရေးမိတယ်လို့ပရာလောကဆန်းဆန်းကြဲကြဲအဖြစ်တစ်နှစ်ဘောင်းဆောင်ကိုလည်းရေးသားဖြစ်ပါတယ်ဗျာရေးသားနိုင်အောင်လည်းအထူးဂရုပြုလေ့လာလို့တဲ့ဝါသနာလည်းရှိပါတယ်ဗျာကျွန်တော်လျှောက်ထားချက်အဆုံးမှာတော့ယသိလေးကခေါင်းတစ်ဆက်ဆက်ညှိလာပါတယ်ပြီးတော့မှအေးစေးတည်ငြိမ်တဲ့လေးတန်နဲ့မိန်ကြပါတယ်ဩ ခတ်တော်ခတ်နေတာပဲတကလေးရဲ့အေးလေတကလေးကဗုဒ္ဓဇင်မဲ့ဆိုတော့ကိုဝါသနာလေးရောက်စူးစိုက်မိတဲ့အကြောင်းအရာကိုပဲရှေ့တန်းတင်လေ့လာမိမှာပေါ့ဒါလည်းမဆမ်းပါဘူးလေအမှန်တကယ်တကလေးလေ့လာရမှာယုံနံဓမ္မသင်္ခါရကိုပဲကွယ်တကလေးရဲ့ခန္ဓာ၅ပါးကိုပြန်လေ့လာမှာတကလေးသစ္စာဆိုတာသိရလားကျွန်တော်လည်းရိုးရိုးရှင်းရှင်းပဲဝန်ခံလိုက်ပါတယ်အဲ့ဒီအခါမှာယတိကလေးကချမ်းမြေ့စွာပြုံးလိုက်ရင်းနဲ့သူ့ရဲ့လွန်မြောက်ခဲ့ပြီးတော့တဏှာကဘဝ၂၀ကိုပြန်လည်မိန်ကြားလာခဲ့ပါတယ် ကျုပ်ကတောက်ကြတာပါ အခုဘဝလူနာမည်ကမောင်တောင်းတန်တယ် ျုပ်ရဲ့အမေအားចောင်းဆရာမတူဖြစ်တယ်အခုဘဝကျုပ်ရဲ့မွေးသမီးခင်ကျေးဇူးရှင်ဟာကျုပ်ရဲ့ဘဝတစ်ဆက်ကျော်လုံးဟာကျုပ်အင်မတန်ချစ်ရတဲ့သမီးတစ်ယောက်ပဲကွယ်သူဟာကျုပ်ရဲ့သမီးဖြစ်ခဲ့ဘူးတလို့ကျုပ်ကလည်းသူ့ရဲ့အဖေဖြစ်ခဲ့ဘူးတယ်အဲ့ဒီတော့ကျုပ်နာမည်ဟာဥပအုပ်တယ်ကဲတကားလေးတည်တည်ချာချာနားထောင်ကွယ်ဥပဟိုဟာစလင်းကြောင်းနောက်မှာရွာ6ရွာကိုအုပ်ချုပ်ရတဲ့အုပ်စုရွာတကြီးတယောက်ဖြစ်ပါတယ်။ဇနီးတဲ့ဒေါ်ကောင်းနဲ့တာသမီ3ဦးနဲ့အတူတာယာချမ်းမြစ်စွာနေထိုင်ရင်းနဲ့အုပ်ချုပ်ရသောရွာ6ရွာကိုတရားမျှတစွာအုပ်စည်းနေထိုင်ခဲ့ပါတယ်။တနေ့တော့ ောအခါမှာတော့မိမိရွာကိုကြွားရောက်လာတဲ့ဆရာတော်ကြီးတစ်ပါးရဲ့ခန္ဓာညံရောက်ဒိဋ္ဌပြတ်တရားကိုနာကြားခွင့်ရရှိခဲ့ပါတယ်။ဥပအုပ်ရဲ့စစ်နယ်လုံးဟာတရားဓမ္မဘက်ကိုလုံးဝပြောင်းလဲရောက်ရှိသွားခဲ့ပါတော့တယ်။အဲဒါကြောင့်မပြုတ်ပြင်စရန်သောယတိပြတ်ဆုံးဖြတ်ချက်တစ်ခုကိုချပြီးတော့မိမိအိမ်သူအိမ်သားတွေတာမကရက်ရွာကိုပါတခါတည်းကြင်ညာချက်ထုတ်လိုက်ပါတော့တယ်။တော်ပြီကွာ။ ငါဒီလောဂီကိစ္စတွေကိုလုံးဝစိတ်မပါတော့လောဂီလုပ်တယ်လည်းမလုပ်ချင်တော့အဲဒါကြောင့်မလို့ငါရဲ့တကြီးတာဝန်ငါသားကြီးနဲ့လွဲ့အပ်ပြီးတော့ငါတော့ဆရာတော်ကြီးနောက်ကနေရေဘူးရေချမ်းကမ်းပြီးတော့လိုက်ပါရင်လည်းတရားဓမ္မကိစ္စတွေကိုလုံးလာစိုက်ထုတ်တော့မယ်ဥပါဟုကအမှန်တကယ်ပင်ပြောတဲ့အတိုင်းဆောင်ရွက်သူဖြစ်ပါတယ်တကြီးအဖြစ်မှာလုံးဝအနားယူလိုက်ပါတယ်ပြီးတဲ့နောက်မှာတော့အဲ့ဒီဆရာတော်နဲ့အတူမြန်မာပြည်နဲ့ဟောပြောတဲ့တရားပွဲတွေကိုလိုက်ပါသွားပြီးတော့တရားနာယူမှတ်သားပါတယ်ထို့အပြင်ငွေကြေးလည်းတတ်နိုင်သူဖြစ်တာကြောင့်အဲ့ဒီခေတ်ကာလကငွေ၈၀၀ကျော်ပေးရတဲ့တိတ်ရီကော်ဒါကြီးတစ်လုံးကို ဝယ်ယူပြီးတဲ့နောက်ဆရာတော်ကြီးဟောပြောသမျှတရားတွေကိုအတန်အသွင်းယူစုဆောင်းခဲ့ပါတယ် နှစ်အတန်ကြာပြီးတော့မိမိရွာကိုပြန်ရောက်တဲ့အခါမှာတော့သူစုဆောင်ခဲ့တဲ့တရားတိတ်ခွေတွေကိုရွာသူရွာသားတွေကိုပြန်လည်ဖွင့်လှစ်နိုင်ယူစေခဲ့ပါတယ်။သူကိုယ်တိုင်ကလည်းအကျဉ်းချင်းထက်ထက်နိုင်ယူယုံမြတ်မကအာနာပါနကမ္မထံကိုလည်းနေ့စဉ်စီပြန်ကြင့်ကြံအားထုတ်ခဲ့ပါတယ်။အဲဒါကြောင့်ကာလကြာလာတာနဲ့အမျှရင့်ကျက်လာတဲ့ပါရမီကံအလျောက်ပညာဉာဏ်အလျောက်ကြင့်ကြံအားထုတ်မှုဝရိယအလျောက်ခန္ဓာ၅ပါးယုံနံ၂ပါးရဲ့ဖြစ်ချင်းပြက်ချင်းတွေကိုအမှန်တကယ်ပင်သိမြင်ခဲ့ပြီးတော့တေနီးကိုလည်းသိခဲ့ပြီးဖြစ်ပါတယ်။တေရဲပြီဆိုပြီးတော့လည်းကိုယ့်ကိုယ်ကိုယုံကြည်ချက်ရင့်တန်သူတို့ဖြစ် ာခဲ့ပါတော့တယ်။အဲဒီလိုနဲ့ပဲဥပဟုဟာအသက်66နှစ်ကိုရောက်လာခဲ့ချိန်မှာတော့မြတ်စွာဘုရားတော်မှာမလွန်ဆန်နိုင်တဲ့မရဏလမ်းကိုကြော်ဖြတ်ရတော့မယ့်အခါတာမယကိုရောက်ရှိလာခဲ့ပါတယ်။အိယာပေါ်မှာသူ့ရဲ့နောက်ဆုံးအချိန်မှာတရားရှုမှတ်ပွားများရင်းနဲ့ဇီဝိန်ချုပ်ကဤဘဝကိုအဆုံးသတ်တော့မယ်ဆိုပြီးတော့ဥပဟုဟာဆုံးဖြတ်ချက်ချလိုက်ပါတယ်။ဇနီးတော်ကောင်းနဲ့သားသမီးတွေကိုလည်းသူ့ရဲ့နောက်ဆုံးအချိန်မှာသူ့ကိုပြည့်စုံဖို့အတွက်အနီးနားကိုလာစရာမလိုနောက်ဆုံးအချိန်မှာတရားနှလုံးသွင်းရတာနေတော့မယ်ဆိုပြီးတော့အပြည့်ပြည့်အမိန့်ချထားလိုက်ပါတယ်။အရင်နောက်မှာတော့တစ်ချိန်လုံးမင်းဝေဒ နာအိဋ္ဌကိုပင်ဆွဲမြဲနှလုံးသွင်းနေကပြင်းထန်လာတဲ့ဝေဒနာကိုမတုံ့လောက်ဖဲနဲ့ရှုမှတ်နေခဲ့ပါတယ်။အရင်တစ်ချိန်လုံးတရားစစ်တရားမှန်ကိုငါမသိမီတွေ့ခဲ့ရပြီဆိုပြီးတော့လည်းတရားဓမ္မကိုတာရုခေါ်ကပီတိဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီအချိန်ခိုက်တန့်လေးမှာပဲဥပအုပ်တွေကြီးစွာသောအနောက်ရှက်ကြီးတရားကမမျော်လင့်မနဲ့ဝင်ရောက်လာခဲ့ပါတော့တယ်။အဲ့ဒါကတော့အခြားတော့မဟုတ်ပါဘူး။သူ့ရဲ့သမီးနဲ့တားတယောက်တို့ရဲ့ညင်းခုန်တန်တွေပဲဖြစ်ပါတယ်။အဖေမရှိတော့ဘူးဆိုရင်တော့ငါအိတ်တိတ်ခွေယူဖြတ်ပြီးတော့ပြည်လာရွှေတို့မေရှင်တို့တချင်းနဲ့တွင်းမယ်။ဘယ်ရမလဲငါလည်းအိုဘဘတောင်းတို့ ခင်မောင်ရင်တို့တရှင်နဲ့တွဲရမှာပေါ့တိတ်ခွေကိုနင်းတယောက်တည်းယူလို့ဘယ်ရမှာလဲငါလဲငါကြိုက်တဲ့တရှင်နဲ့တွဲမှုယူအောင်မယ်လေဟဲ့ဟဲ့ညင်းခုမနေကြနဲ့ဟဲ့ဟိုမှာနင်တို့ဖေကတရားမှတ်နေတာဟဲ့နင်တို့အတန်နေကြားပြီးတော့တရားနှလုံးသွင်းတာပြတ်သွားလိမ့်မယ်တိတ်တိတ်နေကြတားနဲ့သမီးကဥပအုပ်ရဲ့အမျက်တနှိုးစုဆောင်းလာတဲ့တရားတိတ်ခွေကြီးတွေကိုဝေစုခွဲတန်းချနေရပါဇနီးဖြစ်သူကတရားနှလုံးသွင်းနေတဲ့ဥပအုပ်ရဲ့နောက်ဆုံးချိန်ကိုသိတာကြောင့်တားနဲ့သမီးကိုဟန်တားနေရပါတယ်အဲ့ဒီစကားသံတွေကဥပတုပ်ရဲ့တရားရှုမှတ်ခြင်းကိုမီလီယောပျက်စီးသွားစေခဲ့ပါတော့တယ်ဥပအုပ်ကသူစုဆောင်းလာခဲ့တဲ့ တရားတိတ်ခွေကြီးများကိုဓမ္မစေတီထိုက်တယ်ဆိုပြီးယူဆယုံကြည်သူဖြစ်ပါတယ်။ယခုတော့ဓမ္မစေတီထိုက်တဲ့တရားတိတ်ခွေကြီးတွေကိုတားမိုက်နဲ့တမိမိုက်တို့ကဖျက်ဆီးကြတော့မှာပါလားဆိုတဲ့အသည့်ကြောင့်ရှုမှတ်စဲတရားနေရာမှာဒေါသတွေအစာဝင်ရောက်လာခဲ့ပါတယ်။ဥပအုပ်ဟာကျမ်းမာရေးကောင်းခဲ့စဉ်ကာလတုန်းကလို့ထိုဒေါသကိုအဒေါသဖြစ်အောင်မထိန်ချုပ်နိုင်တော့ပါဘူး။ထိုဒေါသဝေဒနာအပူမိကဥပအုပ်ရဲ့နှလုံးကိုပြင်းထန်စွာအချိန်နဲ့ဝင်ဆောင်လာခဲ့ပါတယ်။ထိုဒေါသဝေဒနာအပူမိကဥပအုပ်ရဲ့နှလုံးကိုပြင်းထန်စွာအချိန်နဲ့ဝင်ဆောင်လာပါတော့တယ်။ဒေါသနဲ့ဝိညာဉ်ချုပ်ရခြင်းလည်းဖြစ်ပါ ါတယ်။တရားဓမ္မနဲ့မွေ့လျော်ခဲ့တဲ့ဥပအုပ်ဟာနောက်ဆုံးတေလွန်ကနေ့ချိန်ကလေးကြာမှာကတ်ပြီးတော့နှလုံးသွင်းတစ်ချက်မလိုက်မိတာနဲ့ပဲအရှုံးကြီးရှုံးသွားခဲ့ရပါတယ်။သူကိုယ်တိုင်အိမ်ရှိမှစိုက်ပျိုးထားခဲ့တဲ့ရွက်လပင်ဇာဘွားပင်နေကြာမှာခွေနေတဲ့ထမ်းမွေမကြီးရဲ့ဝမ်းပိုင်မှာရွှေပြောင်းတရီတည်ခဲ့ရခြင်းဖြစ်ပါတော့တယ်။ကျွန်တော်ကတော့ရသည်လေးရဲ့မိန့်ကြားချက်တွေကိုနားထောင်နေရင်ကစက်သိန်းမွင်းကြီးများပင်ထားသွားတဲ့အထိအံ့ဩတော်လုံးသွားရပါတယ်။အထိတ်တလန့်မင်းမင်းမိလျက်သားဖြစ်သွားရပါတော့တယ်။ဒါဆိုရင်တကြီးဥပအုပ်ကဒေါသနဲ့ကြွယ်လွန်စည်းဝေးချုပ်ပြီးတဲ့နောက်ဘဝမှာထမ်းမွေဖြစ်သွားရတယ်လို့ဆို လိုတာလားဖေ။အမှန်မဲကွယ်တကားလေးရဲ့ အဲ့ဒီထမ်းမွေကလေးပေါက်ဖွားပြီးတော့ကြီးပြင်းလာတော့ဘယ်ကိုရောက်နေတယ်လို့ထင်တယ်လဲကွယ်သူတရားခွေတွေကြားမှာတိတ်ခွေအဆောင်သဘောနဲ့နေခဲ့ရတယ်အစာရှာခွေခြင်းကလွဲလို့ရှိရင်အဲ့ဒီတိတ်ခွေအထက်လိုက်အပုံလိုက်ကြီးချားမှာပဲပြန်နေတယ်အဲ့ဒီထမ်းမွေဘဝဟာကျုံမတ်မိတဲ့ကျုပ်ရဲ့ဒုတိယဘဝပဲပေါ့တန်နေရာလေရပုံဘလောက်ဆန်းကျယ်ပြီးတော့ကြောက်စရာကောင်းလန့်တယ်လဲဆိုတာစဉ်းစားကြည့်ပြီးတော့ရသေးကလေးကအေးချမ်းစွာပဲပြန်လဲဖြေချလာခဲ့ပါတယ်ဒါနဲ့အဲ့ဒီထမ်းမွေဘဝကဘလို့ညီကုန်းချုပ်ခဲ့ရလဲဖေပြောပြပါမယ်တခါလေးတနေ့တော့ဥပအုပ်ရဲ့တငယ်ချင်းတိုင်းရင်ဆေးစရာကြီးဥမြင့်ကျူဟာ ကက်ဆက်ခွေတွေပေါ်လာကစမှကက်ဆက်တလုံးဝယ်လာခဲ့တယ်ကွယ်ပြီးတော့ကွယ်လွန်သူဥပအုပ်ရဲ့တရားကိုကြီးတွေကတရားတွေကိုကူးယူရင်ကောင်းမှာပဲဆိုပြီးတော့ဒေါ်ကောင်းတို့မိသားစုစီကိုရောက်လာခဲ့ကြတယ်အဲဒီအချိန်မှာပဲဥပအုပ်ရဲ့သားသမီးတွေကလည်းအိမ်အောင်နေပါကြကုန်ပြီပေါ့လေဥမြင့်ကျူအလိုရှိတဲ့တိတ်ခွေတွေကိုရွေးမယ်ဆိုပြီးတော့ရကော်ဒါကြီးနဲ့တိတ်ခွေပုံညီနာကိုလည်းရောက်ရောတိတ်ခွေတွေကြားမှာခွေအိတ်နေတယ်ထမ်းမွေကြီးကိုမြင်ကြရတော့ပါပဲ မွေဆိုတာလည်းရုတ်တရက်ဆိုတော့မြင်းသူကိုထိတ်လန့်စေတဲ့တရဝါပဲ ਉ အဲ့ဒီမှာရင်ချင်းမြန်လက်မြန်ရှိတဲ့ဥပအုပ်ရဲ့သားနှင်နန်နဲ့ကော်ထုတ်ပြီးတော့ရိုက်တက်တာကိုခံလိုက်ရတော့ပါပဲဒါပေမဲ့ဥပအုပ်ရဲ့အတိတ်ဘဝကဒါနတီလာတမာတိတရားတွေကလာကြိုးပေးပြီးတော့သူ့ရဲ့သမီးအကြီးရဲ့ဝမ်းထဲမှာတရီတဲခဲ့ရပြန်တယ်နောက်တော့မောင်တောင်းနန်ဆိုတဲ့တောက်ကြသားလေးဖြစ်နေကျုပ်ကိုပြန်လဲမွေးဖွားလာခဲ့တယ်ဆိုပါတော့တင်မမောင်တောင်းနန်ဘဝမှာရောဘာတွေထူးခြားပါသေးလဲဗျာမောင်တောင်းနန်ဟာအသက်၄နှစ်သားဘဝကစပြီးတော့လွန်ခဲ့တဲ့တန်လျာ20 ကဘဝကိုပြန်တရိယာပြီးပြောပြနိုင်ခဲ့တယ်။ဥပါဟုတကြီးဘဝကပိုင်ဆိုင်ခဲ့သမျှမြေယာဤကအတိအကျကစားအကုန်ပြန်ပြောနိုင်တယ်။သူတိတ်ရီကော်ဒါကြီးကိုဘလို့ဖွင့်ရမယ်။ပြက်လို့ရှိရင်ဘလို့ပြင်ရမယ်ဆိုတာကိုလည်းဘသူမှမသိရဘဲနဲ့အလိုလျောက်ကျွမ်းကျင်တက်မြောင်နေတယ်။သူ့မိတ်ဆွေဦးမြင့်ကျူဟာရီကော်ဒါတိတ်ခွေတွေလာယူတဲ့နေ့မှာသူ့ကိုမွေးတကောင်ဖြစ်နေသူ့သားရိုက်တက်ခဲ့တဲ့အကြောင်းလည်းပြောပြနိုင်တယ်လေ။ကျုပ်ဟာ၄နှစ်သားဘဝတည်းဟာ ဇာတိဇရာဗျာတိမရဏအဖန်တလဲလဲဖြစ်ပြတဲ့တဏှာလေခြင်းဒုက္ခကြီးကိုသိမြင်ကြောက်လန့်လို့ကိုရင်ဘဝယဟန်ဘဝနဲ့တရားဓမ္မဘက်ကိုပဲတသက်သာလုံးစဉ်ညာအားထုတ်ခဲ့တာဒီနေ့ထိပဲဆိုပါတော့တခါလေးရယ်ဒါနဲ့ဘေရက်ဒီသားတွေမှာလက်လက်တရားအားထုတ်ခဲ့ရလဲဖေဟာကျွန်တော်ကလည်းထက်စင်မေးလိုက်မိပြန်ပါတယ်ဒါ ਉ တော့မသိခြင်းမှာနဲ့ကွယ်ယဟန်ဖြစ်တဲ့အခါကြောင်းနေနေရတယ်တာမှုနာမှု လူလောကကိစ္စအဝဝကြောင့်လူလောကနဲ့ဆက်ဆံထိတွေ့နေရတယ်လူတွေနဲ့အယောဝင်နေရတယ်ကိုယ်အတွက်အလုပ်လုပ်ရတဲ့အချိန်ကနည်းတယ်ပြီးတော့ထိမ့်သိမ်းရတဲ့ဝင်းနီးတော်တွေကလည်းအလွန်များပြားတော်မူကြပါတယ်အဲဒါကြောင့်ဝင်းနီးထိမ့်ရနည်းပါတယ်ယသိဘဝကိုတမင်ကူးပြောင်းလာခဲ့တာပဲဆိုပါတော့ယသိဘဝနဲ့ပဲတန်တရာခရီးကိုဆက်လျှောက်နေတယ်ခရီးသွားတဦးလို့ဆိုပါတော့တကားလေးတင်မဗျာရှင်ယသိရဲ့မိဘတွေရောရှိကြပါသေးလားဗျာမရှိကြတော့ပါဘူးကွယ်လွန်ခဲ့တဲ့နှစ်ပေါင်း60လောက်ကပဲကွယ်လွန်ခဲ့ကြပါပြီ ကျွန်တော်ဗဇက်အဟောင်းသားနဲ့ဖြစ်သွားခဲ့ရပါတယ်။လွန်ခဲ့သောနှစ်ပေါင်း60လောက်ကတည်ဆုံးခဲ့ပြီဖြစ်တဲ့မိဘနှစ်ပါးကမွေးဖွားခဲ့တဲ့ဤယတိကလေးရဲ့အသက်ဟာမြင်များရှိနေမည်နီ။ယခုကျွန်တော်နဲ့ဆုံတွေ့နေစဉ်ကာလအမြင်အရခမန်းမိတာကတော့ယတိလေးရဲ့အသက်ဟာ40ဝန်းကျင်ခန့်ရှိမယ်လို့ပဲထင်မိပါတယ်။ကြည်လင်တဲ့မျက်နှာထားနဲ့ငြိမ်းချမ်းတဲ့အတန်ကိုပိုင်ဆိုင်တဲ့ယတိကလေးရဲ့အသက်ကိုကျွန်တော်မြည်၍မြည်များတက်အပ်မမန်းဆနိုင်လောက်ရှိနေရပါတယ်။အရိခိုင်မှာပဲယတိလေးကကျွန်တော်အတွေးကိုသိနေသည်အလားမိန်ကြားလာခဲ့ပါတယ်။ဘာကူမှတွေးထင်မနေတဲ့တကားလေးရဲ့အသက်ရွယ်ဆိုတာပညာ ချက်တွေပဲပရမတ်နယ်မြေမှာမရှိဘူးကဲတကာလေးလည်းခရီးဆက်ပေအောင်တော့ဆာလောင်မွတ်သိမ့်မှု ပြပြောက်သွားပြီမလို့တကာလေးအလိုရှိတဲ့နေရာကိုအမြန်ဆုံးရောက်ပါလိမ့်မယ် ကျုပ်မှလည်းအလုပ်တွေရှိနေသေးတယ်။ဒီနေရာမှာကျုပ်တို့တွေ့ခဲ့ပေမဲ့နောက်တစ်ခါလာရှာရင်တွေ့ချင်မှတွေ့ရလိမ့်မယ်။မမျော်လင့်နဲ့နော်။အကြောင်းတိုက်ဆိုင်ရင်တော့တွေ့ကောင်းတွေ့မှာပေါ့လေ။ကဲကဲကျုပ်လည်းခရီးဆက်လာအောင်ပဲကွယ်။တန်ရာခရီးတဲ့အားလုံးမတ်လန်းဖိုလန်းကိုအမြန်တွေ့ရှိရှောက်လန်းနိုင်ကြပါစေကွယ်။ကျွန်တော်ကိုနှုတ်ဆက်ပြီးတဲ့နောက် တတဝဝေနေရတွေကိုမြစ်တာပို့ပြီးတော့လမ်းထွက်သွားတဲ့ရသေးလေးကိုငေးမော့ကြည့်ရင်ကျွန်တော်ကြံရစ်ခဲ့ရပါတယ်။ရသေးကလေးကတောတောင်တစ်ပင်နေကြကိုတရွေ့ရွေ့နဲ့တိုးဝင်သွားခဲ့ပါတယ်။ကျွန်တော်ကလည်းမမျော်လင့်နဲ့တွေ့ကြုံစုံစည်းလိုက်ရမှ ှုတွေအာအသင်ကတူဝေမိမောနေခဲ့မိသလားလို့မဆိုနိုင်ပါဘူးဟောဆရာကြီးဘယ်တော့ကဒီတော့တဲ့ကိုရောက်နေရလဲဩဒီနေ့ចောင်းပိတ်ရက်ကိုဥလာမောင်တို့တဲ့ကိုသွားဖို့လားရုတ်တရက်ထွက်ပေါ်လာတဲ့နှုတ်ဆက်တန်ကိုကြားရတော့လက်ကြည့်လိုက်မိပါတယ်တော့ထဲမှာယာလုပ်ငန်းတစ်ခုတ်ဝါခုတ်လုပ်ငန်းတွေလောက်ကန်လေးရှိတယ်ရွာလူငယ်လေးမောင်ညိုကိုတွေ့လိုက်ရပါတယ်ယသိတစ်ပါးနဲ့တွေ့လို့စကားပြောနေတာကွာမင်းမတွေ့လိုက်ဘူးလား တော်တဲ့ဝင်သွားအခုလေးတယ်မလဲအာဆရာကြီးကလည်းကျွန်တော်တမနာလုံးဝါခုန်နေတာဘယ်သူနဲ့မှမတွေ့ပါဘူးဗျဒီနားမှာဘယ်ရသည့်ရဟန်းမှလည်းမမြင်မိပါဘူးကြောက်ဦးရွာနေရလည်းအဝေးပဲ ခင်ဘလူရွာနဲ့ကလည်းအဝေးကြီးပါဗျ။ဒီကနာကတော့ဆရာမောမောနဲ့အိပ်ပျော်သွားပြီးတော့အိမ်မက်မက်နေရတဲ့လန်နိုးလာသလားပဲဗျ။မောင်ညိုရဲ့စကားကြောင့်ကျွန်တော်မအီမလဲဖြစ်သွားရပါတယ်။ပေါ့ပေါ့ရှာရှာကွာငါတော့တဲ့တောင်ကုန်းထိပ်ကြီးပေါ်လာပြီးတော့နေကင်းကြောင်တော့လာအိတ်နေစရာလားကွာ။ဦးလာမောင်တို့တဲကိုသွားမလို့ထွက်လာမှတွေ့ကြတာပဲ။ဟောဟိုတဲကလေးထဲမှာသူစွန့်လို့တဲသီးတွေတောင်စားခဲ့သေးရဲ့။ဘူးသီးကြောက်ထဲကရေတောင်တောက်ခဲ့ရသေးရဲ့ကွာ။မယုံလို့ရှိရင်မင်းလိုက်ကြည့်လေ။အာဒါကတွိုင်းလိုက်နာဖို့ကျွန်တော်တို့ဝါခုတ်သမားထိုးထားတဲ့တစ်ဖက်ရက်တဲပဲဗျ။တဲထိုးပြီးတာမှပြန်၃လရက်ရှိသေး ည်ဥစားကျွန်တော်နဲ့မောင်ညိုတို့အဲ့တဲလေးစီကိုပြန်လျှောက်လာခဲ့ကြပါတယ်တဲအတွင်းကလက်လက်ဆက်ဆက်အခွန်တင်ပြီးစတဲသီးခွန်တွေကိုတွေ့ကြရတော့မှမောင်ညိုလည်းပါဇက်အဟောင်းသားဖြစ်သွားခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့ဦးလာမောင်တို့တဲကိုကျွန်တော်ရောက်သွားပြီးတော့စုံစမ်းတော့လဲသူတို့လင်မယားလည်းတခါမှမတွေ့ဘူးလို့ဆိုတာကြောင့်ကျွန်တော်မှရောင်တီးရောင်တောင်ဖြစ်ရပါတယ်ညနေဆောင်တော့မှရွာကိုကျွန်တော်ပြန်လာခဲ့လိုက်ပါတယ်သို့တော်လည်းအဲ့ဒီကိစ္စကကျွန်တော်တော်တော်အေယာမဘေဟီနီကြီးပင်ဖြစ်နေခဲ့ပါတယ်ညဘက်ကိုရောက်တော့ထုံးစံတိုင်းရက်ရွာလူကြီးတွေနဲ့ရင်းနှွေးချမ်းစကားဝိုင်းဖွဲ့မိကြတော့ကျွန်တော်ကအဲ့ဒီကိစ္စကိုရင်ဖွင့်မိပါတယ်အဲ့ဒီ ီမှာပဲရွာမှာအသက်အကြီးဆုံးတန်းတွေကတအူးအပါဝင်ဖြစ်တဲ့ဘာကြီးဦးကြီးကပြောလာခဲ့ပါတယ်ကျွန်တော်ထောက်ခံတဲ့စကားတွေပြောလာခဲ့တာပါဘသူယုံယုံမယုံယုံကျုပ်ကတော့ယုံတယ်ကြောင်းဆရာကြီးရတေလေးကအလွန်ချိုတဲ့တဲသီးတွေကျွေးပြီးတော့ဘူးသီးကြောက်တဲ့ဟာရီအီအီလေးတွေတိုက်လိုက်သေးတယ်မဟုတ်လားကွယ်ဘာကြီးလဲလွန်ခဲ့တဲ့အနှစ်20လောက်ကတကြိမ်ဆုံခဲ့ရဘူးတယ်ကွယ်အဒီနောက်တော့လုံးဝမတွေ့ရတော့ပါဘူးကွယ်အခုသူနဲ့ကြောင်းဆရာတွေ့ခဲ့တယ်ဆိုတာပြောတဲ့ကြာမှာကျုပ်တော်ပြန်ပြီးတော့တတိယလာမိတာကျွန်တော်ဘယ်လိုမှ ညံမမိနိုင်တော့ပါတို့ပဲမလဲကျွန်တော်ဘက်ကထောက်ခံသူဘာကြီးကြာရေးတယောက်ပေါ်လာတာကြောင့်တော်ပါသေးရဲ့ဆိုပြီးတော့တက်ပြင်းရှိုက်လိုက်မိပါတယ်ယသိဘဝနဲ့ပဲ တန်တရာခရီးကိုဆက်လျှောက်နေတယ်တန်တရာခရီးသွားတူလို့ဆိုပါတော့တကားလေးရဲ့အဲလိုဆိုခဲ့တဲ့ယသိရဲ့မိန့်ကြားချက်ရဆိုရင်တော့ကျွန်တော်ကမထင်မှတ်ထားတဲ့ခရီးသည်ကြီးတစ်ပါးနဲ့တွေ့ဆုံရခြင်းဖြစ်ပါလိမ့်မယ်ဒီဇလန်းလေးကတော့နန္ဒာဆိုးစင်ဖြူကျွန်းရေးသားထားတဲ့မိမရတဲ့ခရီးသည်ဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဗျာဇလန်းလေးကိုစုံနေတိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမျိုးတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်